လက်ဝိကဘာချန်ပီယံကြီးဖြစ်တဲ့ထွန်းထွန်းမီရဲ့ညီထွန်းမေအောင်ကတော့မနေ့ပြညာကောင်ပွဲမှာဒါလုံးဝထင်မမှားတဲ့အရာတွေလုံးပြဖို့အတွက်ဖြစ်လာခဲ့ပြီလေဖြစ်ပါတယ်။အလုံးကတော့ပြောကြရီဒီပွဲမှာဒါကျွန်တော်ရဲ့ထုံးမင်းအောင်ဟာ Thai Fight မှာအသေးကိုကျန်းခဲ့တဲ့မွေထိုင်းမှာဆရာသူဖြစ်တဲ့ Wayne Fighter ကြီး Tanning ကိုကျွန်တော်တို့ဘယ်လိုပြောရမလဲ ဟိုအကြောပေးထိုးရတယ်ပေါ့နော်ဟိုနေနာစရာတွေအများကြီးနဲ့ထိုးရတဲ့နေသားမှာအလုံးကပြောဆိုကြပါမယ်ဒါကျွန်တော်တို့အခု online မှာမှတွေ့ရတာကတော်မီအတနိုမင်းကလေဒါအာမခန်ထားရပေါ့နော်ကျွန်တော်ညီကဟိုပိတ်သက်တွေမျောလင်းမထားတဲ့အရာတွေဒီပွဲမှာသူပါကောင်းလေဆိုတာတက်တည်ပြပါလိမ့်မယ်ကျွန်တော်မနိုင်တော့ နော်ကောင်းမမရှုံးစေရဘူးနော်စူးစူးဝါမရှုံးစေရဘူးဆိုပြီးတော့ဒါထွန်းထွန်းမင်းကအသည့်လင်းကိုပြောပြလာခဲ့ပြီဖြစ်တယ်ပေါ့နော်ဆိုတော့ထွန်းထွန်းမင်းကလေသူ့ညီရဲ့ပွဲကိုလာရောက်အားပေးကြည့်ရှုကြဖို့အတွက်ဒါတောင်းဆိုထားရီပြီးတော့ထိုးမြောင်ရဲ့ဒါထိုးပွဲကြီးကဘယ်လိုပြောမလဲခေါင်ပွဲပေါ့နော်ဆိုတော့အားရစရာတွေပဲ ်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းအနည်းငယ်လေးရှင်းပြစရာရှိတယ်။ဒါဒီမနေ့ပြန်တောက်ချာနေ့မှာခေါင်းပွဲကစားမဲ့ထိုးမိအောင်နဲ့ဒါတန်နေရဲ့ပွဲက165ပေါင် cash weight တန်းမှာဒါညှိပြီးတော့ကစားရပါပါနော်။အရင်ပွဲကကျွန်တော်တို့တန်နေဟာ169ပေါင်အထိကစားခဲ့တယ်။အဲ့ဒီမှာအစင်မပြေဖြစ်တဲ့အတွက်အခု165ပုံတန်းမှာဝေချပြီးကစားရမှာဖြစ်တယ်။လေးပုံပဲဝေချထားတာ။ထုံးမင်းအောင်ကတော့အစကလေးက159ပုံအများဆုံးထိုးထားတာပါ။တော့သူ့အနေနဲ့ ုံလေးပဲရှိတာနော်ဒီပွဲမှာတော့6ပုံအထိဝိတ်တင်ပြီးတော့ပေးထိုးရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တန်ရင်အတွက်နော်ကျွန်တော်တို့အဆင်ပြေပြီမဲ့ဝိတ်တန်းကိုဒါလိုက်ထိုးပေးရတဲ့သဘောပေါ့လေတန်ရင်ကတော့အခုလိုပြန်ပြောရပြကျွန်တော်ဝိတ်တန်းကြီးမှာကစားခဲ့တာပါတဲ့တိတ်အဆင်ပြေလို့တော့မခံစားရဘူးတဲ့ခန္ဓာကိုယ်လေးလံနေတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ဝိတ်ငင်းနေချင်းနော်ဒါချခဲ့တာပါတဲ့အခုနော်ပုံမပြီးတော့ခန္ဓာကိုယ်က ပေါ်ပြီးတော့ဗောလေဒါတွက်လက်တလို့ခန်းစားနေရပြီဆိုပြီးတော့ဒါကျွန်တော်တို့နော်တန်နေကပြောသွားခဲ့တယ်ပြီးတော့ထုံးမိအောင်ကဘာပြောလဲဆိုရင်ထုံးမိအောင်ကငဲကုံရောအယံမြစ်တာရောလုံးဝပုံစံကြရတဲ့သူပါတဲ့ဒါပေမဲ့ကျွန်တော်ဘာမှစိတ်မပူတဲ့ကျွန်တော်မှအာပြမီအန်နေရှိတဲ့လက်တီထိုးချက်တွေရှိတယ်ပြီးတော့ကျွန်တော်မှသူတက်အများကြီးတာတွေအတွေ့အကြုံတွေရှိတယ်ဆိုပြီးတော့ဒါကျွန်တော်တို့တန်နေကတော့ပြောသွားခဲ့တယ်ဗောနော် ဆိုတော့အားလုံးကတော့ဒါ World Championship ကထိုးမိအောင်ကိုဟိုရိုက်ချိုးလိုက်ပြီးတော့အညွန့်ချိုးလိုက်ပြီးတော့နော်အပြောဆုံးပြောဆုံးနေကြပြီဒါပေမဲ့အားကစားကြီးမှာကထိုးနမီနူကကျတော့ဒါလုံးဝအဲ့လိုအဆိုးဘက်ကမမြင်ဘူးဒါအခွင့်အရေး World Championship ကကောင်းပွဲတော်ပြင်ဆင်ပြီးတော့အခွင့်အရေးအကြီးကြီးမားမားပေးလိုက်တာပဲဖြစ်ပါတယ်ဒီပွဲကတော့ကောင်းမွန်မွန်သူတို့အနေနဲ့တော့ဒါဘယ်လိုပြောရမလဲလုံးဝကြီးပုစုပက်ဆံမရှုံးရင်တော့အကုန်လုံးပြန်လဲတိုက်ခိုက်နိုင်နေဆိုရင်တော့ဖြစ်ဒါထိုးမိအောင်လေမွေးချိုင်းမှာဒါနာမည်ခွရလာတာ ပါလိမ့်မယ်နော်ဆိုတော့မနေ့ပြန်မှာတော့ဒရိုမီနိုကလည်းပြောထားတယ်လုံးဝထင်မှတ်မထားတာ ರೀ ထုံးမင်းအောင်ကလုတ်ပြပါလိမ့်မယ်တဲ့အခုလေဒါနီးပြဖြစ်သူနဲ့နော်ထုံးမင်းကိုရိုက်သူ့ရဲ့ညီကိုတတိချာချာလေ့ကျင့်ပြင်ဆင်ပေးနေတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျာ